อืมအဲ့တော့ဒီနေ့ကလူဆုံနေပေါ့နော်ဒီနေ့ကလူဆုံလူဆုံနေအလုံနာလို့နော်အလုံနာတာဟောတာဟောတာအဲတာလာမရှိဘူးဟွန်းဟုတ်ပြီငယ်တော့နာမည်ဘယ်သူငယ်ဆုံးကဘယ်သူလဲတဲ့နာမည်ငယ်တော့နာမည်ဘယ်သူလဲတာလာမယ်တာနာမည်ဘယ်လဲဟယ်လိုလုံးလုံးလားယုံယုံလားဟမ်တာတာဟိုမှာချစ်တဲ့လူတွေမင်းနေကြလို့ယုံယုံလားလုံးလုံးလားမင်းမြတ်သူအာမင်းမြတ်သူအာနာမည်ကမင်းမြတ်သူ ဟောမြင့်မြတ်သူဟုတ်ကဲ့ဟာတန်နမရရာအနမဇင်ကိုကိုဇင်ကိုကိုဟာဒီတန်နမရရာချစ်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 ဟာဒီညီလေးနာမည်သူညနိုချစ်ဟုတ်ကဲ့ညီလေးနာမည်ရဒါအောင်မြတ်အဲဒါအောင်မြတ်မြတ်အောင်မြတ်မြတ်ဆိုတာကကျွန်တော်ဒီသား1 2 3 4 5ယောက်မွေးတာပေါ့နော်သား5ယောက်မွေးရတဲ့မှာဒါဒုတိယမြောက်အကြီးဆုံးသားပေါ့နော်ဒီဒုတိယမြောက်အကြီးဆုံးပဲကျွန်တော်တို့ကအမြင်အာရုံအကုန်လုံးကောင်းတာပေါ့နော်အဲဒီလိုပေါ့ ။ဒါနဲ့မကြဘလို့ခေါ်လဲ။ဟောင်းမြက်။ဟောင်းမြက်မြက်။ဟောင်းမြက်မြက်ကြတော့ကျောင်းမနဲ့တန်းနေနေပြီလေ။ဟုတ်ကဲ့။သုံးနန်းလား။မတူရောကျောင်းဆက်ထားဖို့အရေးရှိလား။ကျောင်းကတော့ဒီအလုပ်ပြီးလို့ပြန်ထားမှာ။ဟောအလုပ်ပြီးပြန်ထား။အခုဆိုရင်မတို့စီစဉ်ကကြတော့ဒီအလုပ်ပြီးရတဲ့ဖတ်အမှာပဲ။နေတော့ပါနော်။ဖတ်မှာပဲတခြားစီးပွားရေးတစ်ခုလုပ်မယ်။အဲငါဖြစ်သူကအုံကြီးရောက်မယ်။ယောက်ျားဖြစ်သူကတခြားအဆင်ပြေလို့တခုလို့နော်။အဲဟုတ်ပြီဒါသားကြီးရယ်။သားကြီးရယ်။ပြီးတော့သူကသူကကြီးတော့ ဒီနေ့နော်သူဖြစ်ပါပေါ့သူပြီးတော့သူနှစ်သူပြီးတော့သူဒီလေးရပါနော်အဲဒီလေးရကိုပေါ့နော်လူပေးတဲ့အလူရှင်ကကြတော့ဟိုပေါ့ကိုအောင်ဖုန်းပိုင်ကိုအောင်ဖုန်းပိုင်မအီထွန်နဲ့ဒါဇေတုတပိုင်ပြီးတော့ဇေတုခပိုင်မော်မြန်ရပဲဟုတ်လားမော်မြန်ကနေပြီးတော့တဲ့ဒီသားလေးရောက်အတွက်ចောင်းစရိတ်ပေါ့နော်အဲကိုအောင်ဖုန်းပိုင်မအီထွန်ဒါမောင်ဇေတု တုတ္တပိုင်နဲ့မောင်စီဒုက္ခပိုင်မောလမြမျိုးကနေပြီးတော့အူးကိုတသိန်းနဲ့၅တောင်းနော်တသိန်းနဲ့၅တောင်းအဲ့ဒါသားကြီးသားကြီးတို့ကတသိန်း၅တောင်းဟုတ်ကျေးဇူးပါဟုတ်ကဲ့ဒါကအဲ့အတွက်တသိန်း၅တောင်းကျောင်းစီဟဲ့ဒါတော့အတွက်ကျောင်းစီတသိန်း၅တောင်းဒါတော့အတွက်ကျောင်းစီတသိန်း၅တောင်းနော်ဟဲ့ကဲ့တိုက်တာအဲ့ပြောတော့လားကျေးဇူးတင်ပါတယ်ပြောတော့လားကျေးဇူးတင်ပါတယ်ခင်ဗျာအော်မေ့ပါလား ဟေ့ပါတသိန်း5000ဆိုအများကြီးလေးတိုက်အဲဟုတ်တယ်နော်အဲဒါကတော့အဒီအလူရှင်ပေါ့နော်နောက်ပြီးကြတော့ဒီသားအာဒါကတော့ခုနှစ်သားသမီးတွေလူထမ်းပေးထားတာပေါ့နော်ဒီသားចောင်းစိတ်ចောင်းနေဖို့အတွက်နော်ဒါကတော့တသိန်း9000နဲ့8500เนาะဒါကတသိန်း9000နဲ့8500တို့လည်းចောင်းထားတယ်အဲဒါကသားတစ်ယောက်နှစ်ယောက်သုံးယောက်လေးယောက်၅ယောက်ဆုံးပြပါတယ်เนาะ အတန်း၅ရောက်စလုံးကိုကျွန်တော်ကကျောင်းစီတည်အဲထောက်ပံ့ပေးသားရောနော်ဟွန်းနောက်ကြတော့ဟိုပေါ့အမေအမေကိုလည်း surprise လက်ဆောင်လေးရှိတယ်အဲအဲ့ဒါလေးအချက်လက်ကြည့်လိုက်နော်ကျွန်တော်ဆိုင်ရဲထဲမှာထည့်ထားတယ်ဟမ်လာဟွန်းဆက်ပြီးစေဟွန်းနော်ဒါကမေအတွက် surprise လို့ပေါ့နော်ဒီထဲမှာ အဲအိမ်လေးအိမ်မဲလေးတစ်လုံးရှိတယ်ဟိုအိမ်မဲလေးတစ်လုံးကလာလာဟိုအိမ်မဲလေးကအမအတွက်ဘာပစ္စည်းလဲဆိုတာဆက်ကြည့်လိုက်နော်အိမ်မဲလေးကြည့်လိုက်နော်ဟုတ်ကြည့်လိုက်နော်ဟင်းဖွင့်ကြည့်လိုက်ပါလက်တီထောင်တောင်းနေတယ်။လက်တီထောင်တောင်းနေတယ်။ လက်တွေတန်းအားလေအစမ်းအစမ်းဘယ်လိုကြည့်ပါဦးအများကြီးပဲအများကြီးပဲနော်ဟုတ်အစမ်းအများကြီးကဘယ်လောက်လဲဆိုတော့22တိတ်22တိတ်နော်အဲ့ဒီ22တိတ်ကဒီကလေး၄ရောက်ပေါ့နော်အမြဲချိုးတဲ့တဲ့ကလေး၄ရောက်မျက်လုံးတွေကိုချက်ဆန်းတက်ကြည့်ပါလားဟိုပေါ့နော်ရသည်ဖြစ်သည်မရသည်ဖြစ်သည်ကုသကံပေါ့မျက်လုံးတွေအကုန်လုံးဆန်းတက်ကြည့်မယ်ဒီပိုတဲ့ပတ်စံကိုဘယ်လိုပြောမလဲ မတို့လိုအပ်တဲ့နေမှာအသုံးပြုလိုက်ဘာမှမဖြစ်ဘူးတကယ်လို့လိုအပ်သေးတယ်ဆိုရင်ကျွန်တော်ထပ်ပြီးကူညီပေးမယ်ဟုတ်ကဲ့အဓိကကတော့ဒီကလေး၄ယောက်စလုံးကိုကျွန်တော်တို့ကမျက်စိစေခန်းကြီးမှာရန်ကုန်သွားအောင်ပါဟုတ်ဟုတ်ကဲ့အဲ့ကကြရင်ရန်ကုန်သွားတဲ့ခါကျတော့တို့ကိုစမ်းသက်ခန်းကြီးပေါ့ဟိုမှာခွဲစိတ်လို့ကုသရင်အောင်မြင်နိုင်သလားမခွဲစိတ်ကုသနိုင်နေဆိုရင်လည်းအဲ့ဒါဘယ်လောက်ရှိမလဲပေါ့ဟုတ်ကဲ့ဟုတ်တယ်မလားဟုတ်လာလကွန်ရသေးရှိမယ်ဆိုတော့ကျွန်တော်တို့မင်းသားပြိုက်တာသာသမင်ကိုပြန်ပြီးတော့အကြောင်းကြားကျွန်တော်တို့တက်တဲ့အားသဖြင့်ကူညီပေးမယ်ဒါကဒီ22တင်ညာကလေးလေးတွေ စေကူတာဖို့နဲ့လိုအပ်တဲ့နေရာမှာအသုံးပြုဖို့ပေါ့နော်။အဲဒါလေးနော်။ဒါ23သိန်း။ကျေးဇူးတင်ပါတယ်။အဖေအတွက်ကလည်း surprise ရှိတယ်အဖေအတွက်။အဖေအတွက်လည်း surprise ရှိ။အဖေကတော့အဲ့မှာကြည့်လိုက်။အဲ့ဒီအဲ့ဒီဟာလေးအဲ့ဒီဟာလေး။အဲ့ပါလေလေဆိုင်ကဆိုင်ကသိန်း90တန်နဲ့သိန်း90ဟုတ်နော်ဒီသိန်း90တန်နဲ့ဆိုင်ကနဲ့ဒီ ြားနေဆိုရင်ရင်းနှီးစားပြရပြီဒါဆိုရင်ဥပဖန်အံရောက်တဲ့ခါကျဒီဆိုင်ငံနဲ့တက်စီမောင်းစားဟုတ်အဲဟိုအမကဟိုရောက်တဲ့ခါကျရင်ဗာလဲအုံကြီးတွေပါလေပြန်ရောက်လဲရောက်နော်အဲ့ခါကျရင်အကိုတို့ဘဝအမတို့ဘဝဒီကလေးလေးတွေကဘဝဟာအချိန်အားလောက်မခက်ခဲမကြမ်းတော့ဒါကလူရရပဲနော်ဒိတ်80တန်နဲ့ဒါလည်းအမတို့ပိုင်မယ်ဆိုင်ငံတော့ကနှစ်ချောင်းဟိုဒီမှာတစ်ချောင်းပါနော်ဒီမှာတစ်ချောင်းဒီမှာတစ်ချောင်းနှစ်ချောင်း အုံနာဘုတ်ဝီတက်နော်မော်လမြိုင်လိုင်စင်နဲ့ဟုတ်ကဲ့နော်ဟုတ်ကဲ့ဟုတ်ပြီနော်ဒီနေ့မှာအဲဒီကကြတော့ဟိုအီမိုပြင်ကြွားလိုက်မယ်နော်ဟုတ်ကဲ့လိုဒန်းပေးထားတဲ့အလူရှင်လေးတွေကိုကျွန်တော်တစ်ချက်ဖက်ကြားပေးမယ်နော်ဟုတ်ကဲ့အဲတိုင်းလနာဆိုင်ထားနော်အလူရှင်လေးဖက်ကြားပေးမယ်နော်အဲလိုဒန်းပေးထားတဲ့အလူရှင်ကကြတော့အဲခုနကကတော့6သိန်းရတော့ဖက်ပြပြပြီနော်အခုနောက်တစ်ထပ်ပြမယ့်အလူရှင်လေးကကြတော့ ဒေါ်သိန်းသိန်းရနေပြီးတော့၄သိန်းနဲ့၅တောင်လိုတန်းပြီးတယ်။နန်းမြင့်ထီးရနေတသိန်း၊နန်းအေးယူကနေတသိန်း၂တောင်နဲ့၅တောင်၊ရန်လင်းအောင်နဲ့ထရီစာချင်းကနေတသိန်း၊အားခူကနေပြီးတော့၅တောင်၊အမွှေးမွှေးစောကနေပြီးတော့တသောင်းနဲ့၅တောင်၊ကိုစောစောအောင်ကနေပြီးတော့၅တောင်၊စိုင်းဖုံးမြတ်မင်းမီတာစုကနေတသိန်း၊ကိုလွင်ကျော်သိန်း၊မအိဖြိုခက်ကနေပြီးတော့၂သိန်း၊ခွန်အောင်ကျန်ကနေ၅တောင်၊တီနာနဲ့ဂျေဆန်ကနေပြီးတော့၂သိန်း ပြီးတော့ Rampan Family အဲ့ဒီ Rampan Family ကနေပြီးတော့နှစ်သိန်းဇေယခိတကိုရီးယားနေ9တောင်းမဆုစုမုံခိတဂျပန်ကနေနှစ်သိန်းအင်းပြီးတော့နမ်မြတ်တေတီဆိုးကနေပြီးတော့သူကခိတစင်ကူကနေ9တောင်းဒေါ်မကြည်မိသားစုအဖေဦးသိမ်းမောင်အမေဒေါ်မေပန်မိဘနှစ်ပါးရည်စုပြီးဖရဲတောင်ရွာကနေပြီးတော့တသိန်း ကိုကျော်မျိုးໄຂမဲ့ဤဝင်သားမောင်ရှမ်းထွတ်အောင်ကနေပြီး9000ညီမလေးအေးသေးညီမလေးအေးသေးကနေပြီးတော့3 3သိန်းမမေတ္တနာကျော်ကနေ3သိန်းမမေတ္တနာကျော်3သိန်းပြီးတော့မလဝင်းကြီးကနေ9000ဒေါ်နန်းမြအေးကနေ3000မချယ်ဒီဝင်းကနေ3သိန်းကိုအောင်ကိုလက်မမီးဖြူမိသားစုကနေပြီးတော့3သိန်းမဆွေစဉ်လင်းကနေ2သိန်းကိုတန်းနိုင်မတ်တချိုဦးကနေ3သိန်း မခိုင်ဝါက2000ဒေါ်နန်းတန်နာအေးရနေတသိန်းနန်းအေးအေးစန်းဓနုပြူကနေတသိန်းကွေလွန်သူဖခင်အားရည်စူး၍ဒေါ်ချိုမာထီအားတသိန်းဦးမြတောင်းကနေ9000ကံကံကနေကံကံဆိုတဲ့အကောင့်ပိုင်ရှင်ကနေပြီးတော့ကံကံဆိုတဲ့နာမည်ကနေပြီးတော့4သိန်းပါနော်ချွေရင်ထိုက်ကနေ2သိန်းကိုအောင်ဖုံးပိုင်မဲ့ဤထွန်သားဇေတုတပိုင်ခုနောင်ကဖတ်တဲ့မိသားစုနော်ဇေတုခပိုင်ဝန်မြန်ကနေ6သိန်းအဲဦးသိန်းဝင်းစောဒေါ်လေးလေး နိုင်မီတာစုကနေပြီးတော့ရန်ကုန်ကပေါ့ငါးတောင်းလှိုင်းဘူးကနေပြီးတော့တသိကိုအောင်နိုင်ထွန်းမမလာဝင်းမော်မယ်မျိုးကနေပြီးတော့သုံးတောင်းပြီးတော့ခင်ကြိုက်ထူအချမ်းကြီးအကျိုးဆောင်မီတာစုကနေတသိကိုစိုးမိုးသူမဝင်းတန်တင်ကြီးထွေးရနေတွန်တေးပေါ့နော်သူကနေပြီးတော့တသိပြီးတော့လက်လက်ထွန်းလက်လက်ထွန်းဆိုတဲ့အဲမလေးကနေပြီးငါးသိရီရီဆိုတဲ့ အိုမန်ပေါ့နော်သူကအိုမန်နေပြီးတော့33,900ຫນွေ၄ကြီးကနေ33ထက်ထဝေရနေ33ဒေါ်မိုးမိုးကနေ9000လက်လက်ဝင်းမောင်ကနေ3000တင်စာဦးကနေ9000နဲ့8000နန့်ရင်ရင်ထေးရနေ9000နန့်မိုးမိုးထေးရနေ33ပြီးတော့ဟွန်းနေကြီးငိမ့်အေးလားမသိဘူးနေကြီးငိမ့်အေးကနေပြီးတော့2000အဲတန်တာဆိုးကနေ2300နဲ့2000 ချက်ကောင်းချက်ကောင်းသူကနေ3သိန်းဇာဇာဝင်းကနေ3သိန်းမြက်ဖြိုးဖြိုးကနေ9တောင်းပြီးပောင်ပြီးပောင်ကနေပြီးတော့3သိန်းတင်းတင်းလှကနေ9တောင်းကိုငင်းငန်းအောင်ကနေ6တောင်းမဟန်နီဆိုတာမောင်ဆိုးနောင်ကနေပြီးတော့3သိန်းတတအောင်ရဲထက်ရင်မွေးနေအကျိုးအလူဖြစ်3သိန်းနဲ့2တောင်းကိုဝင်းမင်းထိုက်နဲ့မချူးငယ်ဦးမိသားစုကနေ4တောင်း 28ရက်လေလ2025တွင်ကြောက်တော့ဒေါ်တသက်နုဤဝင်းနေလူဝတ်ဖြစ်တသိန်းမအေးသူကနေပြီးတော့3000မယမင်းကနေပြီးတော့9000အဲစန္ဒာလီအကောင့်ပိုင်ရှင်ကနေ2သိန်းနဲ့8000ဥပဥမိသားစုကနေ2သိန်းကိုမျိုးဟင်းကနေပြီးတော့3000အဖေဦးကျော်စိန်အမေဒေါ်အေးခိုင်မိသားစု2သိန်းနဲ့9000ဟိုကိုလင်းမောင်ကနေ3000လူကတ်ချန်းမာဂရက်ကနေပြီးတော့2သိန်းအေးသက်ဦးကနေပြီးတော့3သိန်းချမ်းမီအောင် အင်းမျိုးထွေသမီးမျိုးတီတီချမ်းကနေပြီးတော့တသိန်းအဲနီကနေပြီးတော့ကျွန်တော်နှစ်သိန်းညိုညိုကနေ9တောင်းဥဇော်မင်းထွေဒေါ်ငွေကြီးကနေပြီး9တောင်းကုမိုးဇော်မက်ရွှေဝင်းမုံကနေတသိန်းမောင်ပရိတ်မတ်တွယ်ဦးကနေ9တောင်းမက်ဆာဆာမတ်သိန်းကြီးကနေ9တောင်းမောင်ပြည့်စုံအောင်မချမ်းကနေ9တောင်းမဆန်းဆန်းထွေကနေ9တောင်းဆိုင်နူကနေ3သိန်းအဲ့ဒီကားပေါ်မှာနေတော့နောက်ထပ်ထက်လလူတဲ့အမတရားပေါ့နော်သူကဒေါ်သက်သက်ဒေါ်သက်သက်ကနေ2သိန်းနဲ့ အဲ့တော့စုစုပေါင်းဒီနေ့လှူပြလိုက်တဲ့ငွေမောက်က69သိန်း9500နာရီမနိုင်ဆိုတော့တိန်းတရာကျော်တယ်နော်တိန်းတရာဆုံးသွားမယ်69သိန်း9000အောင်နဲ့9500လှူပေးတဲ့လူရှင်တွေကိုအဲအမအနေနဲ့ကျေးဇူးတင်စုဆောင်ကြလေးအရှင်ပါပြီကျေးဇူးအများကြီးတင်ပါတယ်ဟုတ်အခုလိုမျိုးအဆအဆအရေးအကုန်လူလူသိမရှိအောင်ကုန်ပြီးတာအများကြီးကျေးဇူးတင်ပါတယ်ပေါ့ဟုတ်လူလူရှင်တွေလည်းကျမပါသိချမ်းသာပါ ခုဆိုရင်လိုလိသေးမရှိပါတော့အခုပြည့်စုံနေဆိုတာဥမာကလေးတွေចောင်းစေဆိုចောင်းစေအကုန်လုံးဟုတ်ဟိုဟိုမြင်အယုံပကတိဖြစ်တဲ့ကလေးကစားចောင်းစေရောရတယ်နော်အမေဆိုလည်းအမေလားကလေးတွေအမေဆိုတာကတော့သားသမီးလေးတွေကိုမျိုးလုံးဖြစ်နိုင်ဘယ်သူပဲမြင်ရမြင်ပြင်မြင်စီချင်ပါပဲဟုတ်ဒီထဲမှာတုံတယောက်ကအဲဆက်သက်လို့ကုသလို့ရမယ်ဆိုရင်လည်းသူတို့ကံပေါ့ ဲကုသလို့မရတော့ဆိုလဲကံပေါ့ဒါပေမဲ့အခုကဘာပဲပြောပြောမျက်စိကိုစမ်းသပ်ပြီးကုသလို့ရပြီအဲ့ဒါလည်းရင်ထဲဆန်တာပဲမဟုတ်လားဟုတ်ကဲ့အဲ့ဒါကြောင့်အဲ့ဒီအတွက်ကဒီ23သိန်းအင်းဟုတ်တယ်တူတယ်လှူရတဲ့အချိန်မှာပါလေဒီဘက်ခါကျတော့အဲ့ဒါအမေအတွက်ပေါ့ငါဒါအဖေဆိုလဲအဖေဆိုပြင်မလုပ်လို့မရဆရာမလို့တော့ဟုတ်ကဲ့ဟုတ်လားဆိုင်ငယ်တစီမောင်းမယ်အဲ့ဆိုင်ငယ်ဒီဆိုင်ငယ်တစီမောင်းရမတက်တကယ်လို့တခြားလုပ်ငန်းနေဟုတ်လားတွေ့ကြုံလာရမယ်ဘာညာဆိုလဲဒီဆိုင်ကလိုင်စင်ပေးဖြစ်တဲ့အတွက်ပြန်ရောင်းလို့လေရဟုတ်ကဲ့ဟုတ်တယ်မလားအဲ့ခါကျအခုအရင်နေ့တစ်ခုခု လုံလို့ရတယ်အဲ့တော့အလူငွေအမောက်ကအဲ69သိန်းအဲ9500ဆိုတဲ့ခါကျသူကမှဆိုရင်သိန်းတရာအမှန်တော့သိန်းတရာတော့ကျော်သေးတယ်အကုန်လုံးကလေအဲ့တော့အလူရှင်တွေကိုကိုကနည်းနည်းစုတော်မှာပြောပြောကျေးဇူးတင်ပါတယ်အခုလာလှုပ်ပေးတဲ့အတွက်ကျွန်တော်တို့ဟုတ်ကျမ်းပါလေရှိကြပါလေငွေတုံးလေးကဘာပြောမလဲဒါဘာပြောမလဲကျေးဇူးတင်တာပြောကြည့်ရမ်းတော့ကျေးဇူးကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါ ။ဟုတ်ပြီအကြီးဆုံးနောက်ဆုံးမှမေးမယ်ဒါကဘာလဲ။ဒါချစ်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 ကတော့ကျေးဇူးတင်စတောင်းစားပြောပါဦး။အလှူရှင်နေ။ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါ။ဒါရောနတ်ဒူမတ်တီပါလေ။ဟာပြည့်တဲ့သူနဲ့ကြည့်ပါတော့ပါ යි ။ညတာတာနဲ့သူ။ဒါအင်္ဂိုင်းနေပြီလား။ညညနေပါလေ။အင်္ဂိုင်းတည်းဦး။ဒါစူဆောင်စကားနဲ့ပြောပြပါဦး။ကျေးဇူးတင်စကား။ကျွန်တော်တို့အခုလို့မားတဲ့အချင်းရနေပြီးတော့ကုနီတောင်းပွဲပြရ။အရင်ကျေးဇူးတင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါကျေးဇူးပါ။ အဲဒီကဒုတိယနောက်အကြီးဆုံးညီလေးရရောစူတောင်းစကားပြောပြပါဦးအာဟုတ်သားလူပေးထားတဲ့အကုန်လုံးအားလုံးကျေးဇူးတင်ပါတယ်ကျေးမပါစီချမ်းသာပါစီလို့ဆိုတာဟုတ်ကဲ့ပါကဲကဲအကြီးဆုံးခေါင်းဆောင်ညီစူတောင်းစကားလေးနဲ့ပြောပြပါဦးဟုတ်ဝမ်းသာလားအာဟုတ်ဝမ်းသာပါအဲသိန်း100လောက်သိန်း100လောက်ကျော်အောင်မယ်တကယ်တမ်းတော့နော်အဲတခြားတွက်ကြည့်မယ်ဆိုတော့သိန်း100နည်းနည်းစွန်းတယ်ဒါပေမဲ့စင်းရင်းထဲမှာ96သိန်းကျော်ပဲလူထားပြရဒါပေမဲ့ပြောပြမယ်ဆိုတော့ ဒီလိုမျိုးဘဝပြောင်းအောင်လှူဒန်းပေးထားတဲ့လူရှင်တွေကိုညီလေးနေနဲ့ဘာပြောရစီလဲဘာဘာပြောချင်နေလဲအော်ဟိုအခုခင်းရှင်နေနဲ့ဆိုရင်တော့တော်တော်လေးကိုခင်းဆိုနေဒါပေမဲ့ကျွန်တော်ကအခုချိန်မှာကောင်းကောင်းနေရတယ်အဲ့လိုကောင်းကောင်းနေရတဲ့အဲကောင်းကောင်းနေရတဲ့ချိန်ကဟိုအဲ့ဒါအလူရှင်နေလာပြီးတော့လူဝေးလို့ကောင်းကောင်းလေးနေရတာပဲဟုတ်တယ်ကျွန်တော်ကကိုကနဲ့ကိုပြီးတော့ကိုကနဲ့ကိုရက်ဒီမယ်ဆိုလို့ရှိရင်တော့ကောင်းကောင်းလေးရက်မတည်နိုင်ဘူးအဲ့တော့လာလူဝေးရဲ့အလူရှင်နေအားလုံး ဘုရားသခင်ထံမှလာတော့ကောင်းကြီးများခံစားပါစေလို့ဆုတောင်းပေးပါတယ်။ဟုတ်ကဲ့ပါနော်။ဒီလိုပြောတာမှန်ပါတယ်။ခရုအနေထားနဲ့ဆိုရင်လူတွေကစားဖို့တော့အနေနဲ့ယုံတန်နေရတာ။ဥမာဒီသိန်းတရာဝင်ကျင်ဆိုတဲ့ပတ်စံကအဲအမဆိုရင်ခမန်းကြီးတို့နည်းနည်းလောက်ရှာရမလဲ။နည်းပေါင်းတော်တော်များ။နည်းတော့တော်တော်များတကယ်လို့အခုထားပါတော့စနေဟုတ်ကဲ့ဆက်နေတော့ကြာကြာမှာရမယ်နော်။ဒါပေမဲ့ဒါကတော့ဒီကလေးလေးရဲ့လိမ္မာမှုတည်တက်မှုကုသကံပြီးတော့ ဒီအလူရှင်ရဲ့ဂယုနာတက်မှုတွေကြောင့်ဒါတွေရရတာပေါ့နော်အဲအဲ့တော့ကျွန်တော်ပြောသလိုပဲအမကအရင်ဆုံးရန်ကုန်စေကန်းကိုသွားမယ်နော်ဟိုအားတဲ့ခါကျရန်ကုန်စေကန်းမှာသွားပြီးကလေးတွေကိုမျက်စိစမ်းတက်မယ်စမ်းတက်တဲ့ခါကျရင်ပြန်လဲကုသခွဲစိတ်ပြီးတော့ကုသရင်ကုသလို့ရနိုင်တယ်ဆိုရင်လည်းဈေးစကားလေးတွေစုံစမ်းလာပေးအဲတန်းတိုင်းကျွန်တော်ကူညီပေးမယ်အဲတကယ်လို့ကုသလို့မရဘူးဆိုလဲအဲ့ဒီလူငွေတွေကိုအမတို့ လိုအပ်တဲ့နေရာမှာအသုံးပြုလို့ရနော်အကောလုံးကဘာမှချုပ်ထိတဲ့တာမရှိဘူးအမတို့အစီအပြုလုပ်လို့ရအမတို့ပုံစံကြည့်ရတာလေဟိုပစ္စလက်ခဲလုံးမဲ့အထင်းမှာပါတယ်နော်စနေလိုချမ်းနဲ့အခုဆိုလို့ရှင်တော်တော်လေးလောက်ဝမ်းပါပါတယ်ပေါ့အခုမေလဆိုလို့ရှင်သူကကြောင်းပြန်သွားမှာညီမတို့ကကြောင်းစရိတ်လည်းမရှိဘူးအခုသူကပြန်သွားလို့ရှင်နေဖို့တောင်မှပဲနေရာရှာရအောင်ဆိုလို့ဒီမှာလောက်တာလဲဘုရားပြန်ဖို့ ကြရတော့ပါလားနှစ်ယောက်တည်းနဲ့နှစ်ယောက်လောက်အကန်ဘုံမစင်ပြေဟုတ်လားကြောင့်မကြောင်းစရိတ်တွေနဲ့အခုလိုမျိုးလူပေးတဲ့အတွက်တော်တော်ကြီးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ဟုတ်ဒါအချင်းကြီးပါတယ်နော်အောင်သွားမယ်နော်တတာတတာဟွန်းအကြီးမှတ်သွားနော်ဒါကိုလူပေးတဲ့ပရာဟိတမင်းသားပရာဟိတဇာတပင်ကြေးရွာကနော်မင်းသားပရာဟိတဇာတပင်ကြေးရွာကဟုတ်ပြီဟုတ်ပြီသွားမယ်နော်ဟုတ်ကဲ့ပါ ဒါဆိုင်ငယ်ကြီးတာဘယ်လိုသိရတော့အဲ့တော့ဟမ်ဆိုင်ငယ်ကြီးပဲလားဒီပဲမေးနေတယ်ဒီပဲအဲ့ဆိုင်ကဘာလဲဆီရဟွန်းရရချက်ရချက်ရဘုရား